ချမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမှာလိုင်းစင်မက်ကဖမ်းဆီးမှုတွေမရက်သေးတဲ့အတွက် ကားဝယ်ရောင်းရက်နာတွားရသူတွေရှိနေတယ်လို့သတင်းရရှိပါတယ်။ဇွန်လကဆလို့လိုင်းစင်မက်မော်တော်ယာဉ်တွေစီမံချက်နဲ့ဖမ်းဆီးခံခဲ့ရတာမှာ အခုနိုဝင်ဘာလအတွင်6လကြာတဲ့အထိဆက်လက်ဖမ်းဆီးနေဆဲဖြစ်တယ်လို့မြို့ခံကားဝယ်ရောင်းတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ10ရက်နေ့အထိတင်ပါခဲ့တဲ့ တောင်ကြီးတဆောင်တိုင်းမိဝံပြန်ပွဲကလာရက်ပိုင်းအတွင်မှာဒါအဖမ်းအစည်းတွေခတာခနာရက်နာခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့ရှက်ချင်းဆိုတလို့ပြန်လဲဖမ်းဆီးခဲ့တာကြောင့်မြုပ်ခန့်လူထုကစစ်ကော်မရှင်လက်အောက်ခံတွေကိုဝေဖန်မှုတွေပြုလုပ်နေတယ်လို့မြုပ်ခန့်တချို့ကပြောပါရယ်မြုပ်ကင်မှာဖမ်းနေတဲ့နီလာယုံမလို့ပါလို့ဆူလာမှုနိညာမဖမ်းနေ။ဒါဆောင်နေပွဲပြီးချင်းတော့ဖမ်းလို့ညာသူများတော့ပြောနေရ။အင်း ဒါကြောင့်ကားဝယ်ရောင်းအလုံးနဲ့အသက်မွေးနေသူတွေရက်နာပြီးတခြားအလုပ်တွေလုပ်နေကြရတယ်လို့ကားဝယ်ရောင်းအလုံးကနာပြီးဆိုင်ကယ်ဝယ်ရောင်းဖြစ်ပြောင်းလဲလုပ်ကင်နေရသူတူကပြောပါဗျ။တချို့လည်းနားရောတချို့လည်းပဲနားရောနိုင်မမသိနာပဲရှိရတယ်တချို့ကြတယ်။တချို့ကြတယ်ဆိုင်ကယ်တွေဝယ်ကြတယ်ဆိုင်ကယ်တွေစုကြတယ်ကားမလုပ်တော့ပဲနဲ့အဲ့လိုပေါ့။ဆိုင်ကယ်ကတော့လိုင်စင်နဲ့ချစ်လို့ပဲချစ်လို့ကြတာပဲကားတော့။ဟာရောင်းဝယ်မဖြစ်တော့ဆိုင်ကယ်ဖက်ကိုနေကြတယ်ပေါ့။ ဒီကတော့စင်ငယ်ဖက်လေးတော့ကြာပေါ့နားဝါးကြာလူရှိပါတယ်လိုက်စင်ပေးမယ်ဆိုမှပြင်ပလာအချို့ပွဲစားလေးဆိုကားရောင်ရောင်ပြီးတော့စင်ငယ်ဒီပါကေဟောလေပါကေလေးလေးအဲယူဒီယာဘိန်းလေးဝယ်စုထားရတယ်အများကြီးပဲစင်ငယ်လေးစင်ပေးမယ်ဆိုဆိုအခုကြာစင်ငယ်လေးစင်အခုထိတော့မပေးသေးဘူးတောင်ကြီးမြို့အပါဝင်ရှမ်းပြည်နယ်တောင်ပိုင်းမှာလိုင်စင်ကားတွေထံဈေးအလွန်ကွာဟတဲ့လိုင်စင်မဲ့ကားတွေကို တွင်တွင်ကြကြစီးနေနေတာနှစ်အတန်ကြာရှိပြီဖြစ်ပါတယ်။အရင်က surprise check လို့ခေါ်တဲ့ရုတ်တရက်စစ်စေးရေး gate တွေကတော့ကြောင်ရွံ့ရတယ်လို့ငွေပေးလက်ထုတ်ပြီးလွတ်မြောက်နေခဲ့တဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ဒါပေမဲ့ဒီနှစ်ဇွန်လနောက်ပိုင်းမှာတော့ငွေပေးကြေအေးလို့မရတော့ပဲကားကိုတင်းတယ်လို့တချို့လဲလူပါပြဿနာရှာခံရတဲ့အထိဖြစ်လာခဲ့တဲ့အတွက်စီးနင်းသူအပြင်ဝယ်ရောင်းတွေကရရိုက်လာစေခဲ့တာဖြစ်တယ်လို့ လက်ရှိအချိန်ထိကားဝယ်ရောင်းလုပ်နေတဲ့သူတအူးကပြောပါတယ်။ကားကအယောင်းဝယ်ဖြစ်သေးလားဆိုရင်ဖြစ်တယ်။တိန်းတရာဝန်းကျင်အိမ်စီးကားလေးတွေပေါ့။ဒါပေမဲ့အရင်လိုတလ၄-၅ရောင်းရတာမျိုးတော့မဟုတ်တော့ဘူးပေါ့။တခါတလေတလမှာတစီကန်ကောင်းရင်နှစ်စီအဲ့ဒီလိုမျိုးပဲဖြစ်တော့တယ်။ဒါကိုအယောင်းဝယ်ဖြစ်တယ်လို့ခေါ်နေရတဲ့အချိန်နေမှာရှိနေတာပေါ့။ အများစုကတော့ရောင်းဝယ်လုံးဝမဖြစ်တော့တဲ့အခြေအနေဆိုတော့လုပ်ငန်းရပ်နာလိုက်ရတဲ့အခြေအနေမှာရှိသွားတာပေါ့လို့တောင်ကြီးမြုတ်ခမ်းကားဝယ်ရောင်းကပြောပါတယ်။ဒါအပြင်လိုင်စင်မဲ့ကားဝယ်ရောင်းတချို့ဟာကားကိုရောင်းထုတ်ပြီးဆိုင်ကယ်တွေကိုဝယ်စုတာမျိုးတွေလုပ်နေကြတယ်လို့လိုင်စင်မဲ့ကားဝယ်ရောင်းကလည်းဆိုင်ကယ်ဝယ်ရောင်းအဖြစ်ပြောင်းလဲလုပ်ကိုင်နေသူကပြောပါတယ်။ကျုံနာရှိရဖို့ကျုံဆိုင်ကယ်လိုင်းပြောင်းဖို့ လိုက်စီပေးမယ်ဆိုတော့မျိုးလေးပုံလေးလာတချို့တွေကကာရီအောင်ပြောင်းပြီးတော့ပန်ကျေပါကင်အလုပ်လေးကိုဝယ်စုတာစီမံချက်နဲ့ဖန်ဆီးခဲ့တဲ့ကာလအစပိုင်းမှာစစ်ကော်မရှင်လက်အောက်ခံတွေကကားနဲ့ဆိုင်ကအယောင်ပြခံတွေထဲအထိရှောင်းတခွင်ဝင်ရောက်စစ်ဆေးဖန်ဆီးတာမျိုးအပြင်အွန်လိုင်းပေါ်ကနေလည်းဝယ်ယူသူပုံစံအတွင်းယူပြီးလိုက်လံဖန်ဆီးတာမျိုးနဲ့လက်ကြီးတမားတွေကိုအိမ်ထိလိုက်လံဖန်ဆီးတာမျိုးအထိ တန်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 လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ6လတာအတွင်းတောင်ကြီးတမြို့ထဲကနေဖန်းစည်းခံရတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်အစီးရေတထောင်နဲ့အထက်မှာရှိနိုင်တယ်လို့ကားဝယ်ရောင်းတွေနဲ့ဒေတာခန်တွေကပြောပါဗျအဲ့ဒီလိုဖမ်းမိလိုင်စင်မဲ့ကားတွေကို နေပြည်တော်ကအစိုးရဝန်ထမ်းတွေကိုပြန်လည်စီးနှင်းခွင့်ပေးနေတယ်လို့သတင်းတွေကြဲကြဲပြန်ပြန်ထွက်ပေါ်နေပြီး စစ်ကောင်ရှင်လက်အောက်ခံပညာရေးဝန်ထမ်းတွေကိုလိုင်စင်လုတ်ပြီးပြန်ပေးမယ်လို့ပြောနေပေမဲ့အခုထိရတာမျိုးတော့မရှိသေးဘူးလို့အထက်တန်းပြဆရာဆရာမတချို့စီကနေတည်ရပါတယ်ရှင်